မဆာချူးဆက်ပြည်နယ်ရဲ့နှင်းတွေဖုံးလွှမ်းနေတဲ့တောင်ကုန်းတွေကြားမှာကောလိပ်ကျောင်းသားတငယ်ချင်း9ယောက်ဟာနှင်းလျှောစီပန်းဖြေစခန်းတစ်ခုကိုခရီးတို့ထွက်လာကြပါတယ်။အပွဲထဲမှာဂျေးနဲ့သူမရဲ့ချစ်သူဒဲရက်ဂျေးရဲ့အရင်းနှီးဆုံးတငယ်ချင်းအဲလဆန်သူတို့ရဲ့အသင်းဖော်တွေဖြစ်ကြတဲ့ဖီလစ်မက်ထော့တို့နဲ့အတူမက်ရဲ့ချစ်သူဘရီလည်းပါဝင်ပါတယ်။ဖရီကတော့အဖွဲထဲကိုအခုမှရောက်လာသူဖြစ်ပြီးတခြားသူတွေနဲ့တိတ်ရင်နေမှုမရှိသေးပါဘူး။ ခရီးစဉ်အစတည်းကအဲလီဆန်ဟာတမူထူးခြားနေခဲ့ပါတယ်။သူမဟာတိတ်ဆိတ်ငြိမ်သက်နေပြီးအတွေးထဲမှာလွင်မျောနေကအစားသူတွေနဲ့လည်းခက်ခဲခင်းနေခြင်းနဲ့ပုံပေါ်နေပါတယ်။တကယ်တော့အဲလီဆန်ဟာကောလိပ်ကျောင်းမှာကြေကွဲစရာကိစ္စတခုကိုကြုံခဲ့ရတာပါ။လူတစုကသူမကိုမတရားပြုကျင့်ခဲ့ကြပြီးအဲ့ဒီအဖြစ်အပျက်ကိုဗီဒီယိုရိုက်ပြီးမှတ်တမ်းတင်ထားခဲ့ကြတာပါ။ဒီကိစ္စကြောင့်သူမဟာပျက်စီးလွယ်တဲ့စိတ်ပန်းဆန်ရာအခြေအနေတခုမှရှိနေခဲ့ပါတယ်။ ခြေကတော့အလီဆန်ရဲ့အရင်နှီးဆုံးတငယ်ချင်းဖြစ်တာကြောင့်သူမကိုအမြဲကာကွယ်ပေးပြီးစိုးရိမ်ပူပန်နေတတ်ပါတယ်။ဒါပေမဲ့အပြင်းမန်းကြီးလို့သူတို့အဖွဲ့ဟာအလွန်ခင်မင်းနေပုံပေါ်ပေမဲ့သူတို့ရဲ့ခင်မင်းမှုအစ်စ်မှန်ကိုတော့အခက်အခဲတွေတွေ့လာချိန်မှာသိရတော့မှာဖြစ်ပါတယ်။ကားမောင်းနေစဉ်တခြားလုံးမှာအဖွဲသားတွေဟာစကားတွေပြောနေကြပေမဲ့အလီဆန်ကတော့တိတ်ဆိတ်နေဆဲပါပဲ။ မကြားခင်မှာပဲရှေ့ကကားဖြတ်တန်းခွင့်မရှိတဲ့ကန့်တက်မှုကြောင့်ရဲရာရှိတအူးကသူတို့ရဲ့ကားကိုရက်တန့်ပြီးလမ်းကြောင်းပြောင်းခိုင်းလိုက်ပါတယ်။ဒီလိုနဲ့သူတို့ဟာဘက်ဆိုင်းယားမြောက်ပိုင်းဒေသကိုဖြတ်ပြီးလမ်းလွဲခီးကိုစတင်လိုက်ပါတော့တယ်။လမ်းမှာသူတို့ဟာဓာတ်ဆီဆိုင်လေးတစ်ခုမှရပ်နားပြီးစီးဖြေးကြပါတယ်။အလစ်ဆန်ကတန်းစင်ကန်သွားနေတဲ့အချိန်မှာဂျေးကအပြင်ကနေဆောင်ပေးနေပြီးကြံတဲ့သူတွေကတော့ဆိုင်ထဲမှာပါ။ဆိုင်ထဲမှာဒဲရက်နဲ့ဖီလစ်တို့က ကောလိပ်အားကစားအသင်းအကြောင်းကို ပြောနေကြပါတယ်။အထီးကျန်သလိုဖြစ်နေတဲ့ဘရီကိုမက်ကမကြခင်မှာအဆင်ပြေသွားမှာပါလို့နှစ်သိမ့်ပေးနေပါတယ်။အဲဒီချိန်မှာပဲဘရီဟာဒေတာရင်ဆုံးမှစစ်ဆေးစီရင်မှုများအကြောင်းကိုရေးထားတဲ့ပန်ဖလက်တစ်ခုကိုသတိထားလိုက်မိပါတယ်။အဲ့ဒီမှာရေးထားတာကရာစုနှစ်များစွာကတည်းကဒီဒေတာမှာဆုံးကဝေလို့တန်တရားရှိတဲ့အမျိုးသမီးများစွာကိုကွပ်မျက်ခဲ့ကြတယ်လို့ဆိုပါတယ်။ဖရီကစိတ်ဝင်စားသွားပြီးပန်ဖလက်ကိုတင်စီလိုက်ပါတယ်။ ဓာတ်ဆီဆိုင်အပြင်ဘက်မှာဂျေးဟာဂျုံလို့ခေါ်တဲ့မုတ်ဆိုးတောက်ကိုသတိထားမိလိုက်ပါတယ်။သူ့ရဲ့ tracker ပေါ်မှာဝက်ဝင်ထောင်ချောင်းနဲ့ဖမ်းထားတဲ့ဝက်ဝင်သေးတကောင်ကိုတင်ထားတာကိုတွေ့လိုက်ရပါတယ်။ဂျေးကချက်ချင်းဆိုသလိုမေးပါတော့တယ်။ ဆောင်းရင်းမှာဝက်ဝင်နေဟာဆောင်းကိုနေခြင်းဖြစ်လို့အမဲလိုက်တာဟာဥပဒေနဲ့မညီဘူးလို့ထောက်ပြပါတယ်။ဒါပေမဲ့ဂျွန်ကလူသားတွေရဲ့အလုံရှားမှုတွေကြောင့်တဘာဝဂေဟာစနစ်ပြည့်ရင်းသွားပြီဖြစ်ပြီးသူတက်ခဲ့တဲ့ဝက်ဝင်ကလည်းလူတွေကိုတိုက်ခိုက်ခဲ့တဲ့အန္တရာယ်ရှိတဲ့ဝက်ဝင်ဖြစ်ကြောင်းပြန်လည်တုံ့ပြန်ပြောဆိုပါတယ်။သူတို့ဆက်ပြီးစကားမများခင်မှာပဲဒဲရက်ကဝင်ရောက်ထိန်းချုပ်ပြီးဂျေးကိုဆွဲခေါ်ပါတယ်။ဒီလိုစကားများနေရတာကြောင့်ဂျေးဟာအဲလီဆန်ကိုမေ့သွားပါတယ်။ တကားကချိုးရင်းပိမိနေတာကြောင့်အဲလီဆန်ဟာအတွင်းထဲမှာအကြီးကျယ်ထိတ်လန့်နေခဲ့ပါတယ်။ဂျေးဟာနောက်မှသတိရပြီးအပြေးလွှားတွားပြီးတောင်းပန်စကားဆိုရပါတယ်။တကယ်တော့ဒါဟာတမန်ပြည့်ပြည့်ကလေးတစ်ခုဖြစ်ပေမဲ့အဲလီဆန်ရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုကတော့သူမရဲ့စိတ်ပိုင်းဆိုင်ရာပျက်စီးပြီးစိတ်ထန်ရာရနေစေဆိုတာကိုပေါ်လွင်စေပါတယ်။သူမဟာဒီခီးစဉ်အတွက်အစဉ်အသင့်မဖြစ်သေးဘူးဆိုတာပို့ပြီးထင်ရှားပါတယ်။ ငယ်ချင်းတွေကဒီပြစ်ပျက်ကိုသတိထားမိပေမဲ့ဘာမှဝင်ပြောကြပါဘူး။အားလုံးကားပေါ်ကိုပြန်ရောက်လာတဲ့အခါမှာထော့ကတစ်တောကိုဖြတ်ပြီးဖြတ်လန်းတစ်ခုသွားဖို့အကြံပြုပါရတယ်။ဂျေးကတုံဆိုင်ပေမဲ့တော့ကအချိန်ကုန်တက်တာမဲလို့အတင်းတိုက်တော့နာကြောင့်ကျူးကျော်ဝင်ရောက်ခြင်းမပြုရဆိုတဲ့ဆိုင်းဘုတ်ကိုချိုးဖြတ်ပြီးသူတို့စိုးဝင်ရောက်ခဲ့ပါရတယ်။တစ်တောတဲကိုတပြေးပြေးနက်နက်ဆိုင်ဆိုင်ရောက်လာတဲ့အခါမှာတော့ဖီလစ်ကဂျေးကိုမက်ဆေ့တစ်စောင်ပို့လိုက်ပါရတယ်။ ဘာလို့ Derek ကိုအမှန်တိုင်းမပြောပြသေးတာလဲလို့မေးမြန်းထားတဲ့ message ပါဂျေးကအဲ့ဒီစာကိုမတိကြုံကြုံပြလိုက်ပါတယ်ပရီကတော့သူမယူလာတဲ့ pamphlet ကိုစတင်ဖတ်ရှုပါတယ်ရှိခိကမင်းကလေးတယောက်ဟာထူးဆန်းတဲ့ပြုမှုတွေနဲ့ရုံရင်ကြံတန်းတဲ့ရက်စက်မှုတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။လူတွေကသူမကိုဆုံးမလို့ယုံကြည်ခဲ့ကြပြီးသူမပါဝင်စာတန်နဲ့ဆက်သွယ်တယ်လို့တန်တရားရှိသူမင်းကလေး၁၂ယောက်ကိုကြိုးပေးကွပ်မျက်ခဲ့ကြတယ်လို့យေတာထားပါတယ်။ ူတို့ကတော့ဒီပုံမြင်ကိုအိမ်သားတွေမီးလင်းဖို့ပြီးမှပြောပြလေရှိတဲ့ပုံမြင်တပုတ်လို့သဘောထားပြီးရမောလိုက်ကြပါတယ်။မကြခင်မှာပဲ၆ချားစရာတွေဖြစ်လာတော့မယ်ဆိုတာကိုသူတို့မသိသေးပါဘူး။သူတို့ဟာကြမ်းတမ်းပြီးလူသူမနှီးတဲ့နေရာကိုရောက်လာပါတယ်။ခြေက စိုးရိမ်နေပေမဲ့ထော့ကတော့လမ်းမမှဘူးဆိုပြီးအားလုံးကိုရှေ့ဆက်ဖို့အားပေးပါတယ်။ဒီလိုနဲ့ပဲသူတို့ဟာတစ်တော်ရဲကိုပုံမနှဆိုင်စွာရောက်ရှိနေပါတော့တယ်။အစောကတက်စီဆိုင်မှာတွေ့ခဲ့တဲ့မိုးဆိုးကြီးဂျုံဟာ တနတ်ကိုကင်ဆောင်ပြီးတစ်တော်ထဲမှာလှည့်လည်နေပါတယ်။သူဟာဒီ area တစ်လျှောက်လုံးမှာ တလေးဆန်တွေအတွက်ထောင်ချောက်တွေထောင်ထားခဲ့ပြီးပိတ်ထားတဲ့လမ်းကိုကားတစီချိုးပြက်ဝင်ရောက်လာတာကိုသူတတိထားမိလိုက်ပါတယ်။ဒီချိန်လေးကို သူသဘောမကျပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီနေရာဟာအမဲလိုက် area ဖြစ်နေလို့ပါပဲ။သေးတို့အဖွဲလဲကားမောင်းလာတာတနာကြီးကြော်သွားပေမဲ့မိန်းလမ်းမကြီးကို မတွေ့သေးပါဘူးအားလုံးလဲလမ်းမနေပြီဆိုတာကိုသိလာကြပါတယ် အလစ်ဆန်ကတော့ပုံမှန်တက်ပို့ပြီးစိတ်မချမ်းမသာဖြစ်နေပြီးကြီးကန်းတကောင်ရဲ့အော်တန်ကြောင့်ပို့ပြီးလမ်းဖြတ်သွားပါတယ်။နာယီအနှဲငယ်ဆက်မောင်းတဲ့တိုင်အောင်သူတို့လမ်းပြောင်းနေစေဖြစ်တဲ့အတွက်ဒေါသတွေထွက်လာကြပါတော့တယ်။နောက်ဆုံးမှာဒဲရက်ဟာဒေါသပေါက်ကွဲလာပြီးမြေပုံရှာဖို့အတွက်စက္ကနေရမရဖုန်းတွေကိုစစ်ကြည့်ဖို့အားလုံးကိုအော်ဟစ်ပြောဆိုပါတယ်။အဲဒီချိန်မှာအဲလစ်ဆန်ကအိပ်ပျော်နေတော့ဂျေးကညင်းသားစွာနှိုးလိုက်တဲ့အခါမှာအဲလစ်ဆန်ကရုတ်တရက် ခြေရဲ့မျက်နှာကိုရိုက်မိလိုက်တာကြောင့်ဒဏ်ရာဖြစ်သွားခဲ့ပါတယ်။သူမတမင်လောက်တာမဟုတ်ဘူးလို့ပြန်ပြီးရှင်းပြတောင်းပန်ပါတယ်။ဒါဟာသူမရဲ့စိတ်အခြေအနေဘလောက်ကြောက်ချောက်ချဖြစ်နေလဲဆိုတဲ့လက္ခဏာတစ်ခုပါပဲ။အဲ့ဒီချိန်မှာဒဲရက်ဟာအာယုံပြတ်သွားပြီးကားဟာခြိုင်းခွက်တစ်ခုတည်းကိုချော်ကျသွားပါတော့တယ်။လမ်းမှာရွေးချယ်ခဲ့မိတဲ့အတွက်ထော့ကတာဝန်ယူတဲ့အခါအပွဲသားအလုံးကသူ့ကိုဝိုင်းပြီးပြစ်တင်ကြပါတယ်။ ဒေါသထွက်နေတဲ့ဒဲရယ်လဲဝိုင်းပြီးပြောဆိုပေးမယ်။နောက်ဆုံးတော့အားလုံးစိတ်ငြိမ်သွားကြပြီးကားကိုနှင်းတော့တဲ့ကတူတူတွန်းထိုးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။နှင်းငယ်တွေကိုဖဲထုတ်နေတော့ဂျေးကအပေါ်သွားဖို့ခဏထွက်သွားပါတယ်။ဖီလစ်ကသူမနကိုလိုက်သွားပြီးစကားပြောဖို့ကြိုးစားပါတယ်။သူတို့ဟာဒဲရယ်ရဲ့နောက်ကွယ်မှာတွဲနေခဲ့ကြတာပါ။သူတို့နှစ်ဦးကြောင့်ကိုဘာကြောင့်ဒဲရယ်ကိုမပြောပြသေးတာလဲလို့မေးပါတယ်။ ဂျေးကသူမဟာဒဲရက်နဲ့လမ်းခွဲပြီးဖီလင်းနဲ့အတူရှိခြင်းကြောင့်ဝန်ခံပါတယ်။ဒါပေမဲ့အချိန်မကြာသေးဘူးခီးကပြန်လာတာနဲ့အမှန်တိုင်းပြောပြမယ်လို့ဖီလစ်ကိုကတိပေးလိုက်ပါတယ်။ကားနာကိုပြန်ရောက်လာတဲ့အခါမှာကျန်တဲ့သူတွေလှုပ်လှုပ်နေပေမဲ့ အလစ်ဆန်ကပျောက်ဆုံးနေပါတယ်။ဆိုရင်ဒကြီးလက်စားတဲ့အခါမှာတော့အလစ်ဆန်ကိုအေးဆက်နေတဲ့လိမ့်ဆန်သေးတကောင်သားမှထူးဆန်းစွာငိန်သက်ပြီးထိုင်ကြည့်နေတာကိုတွေ့လိုက်ရပါတယ်။အလစ်ဆန်ကအဲ့ဒီတလေးဆန်ကိုကင်တွယ်ရင်ကုထီနွေးနေတော့မယ်လို့တီးတိုးရွဆိုပြီးရုတ်တရက်အံပါတော့တယ်။အလစ်ဆန်ရဲ့ပုံမှုဆိုးလာတဲ့ပြုတ်မှုကြောင့်ဂျေးဟာစိတ်နှောက်ယှက်ပိုဖြစ်လာပြီးအလစ်ဆန်ကိုပြန်ခေါ်လာခဲ့ပါတယ်။ နေရီကိုရှင်းလင်းပြီးနောက်ကားကိုတွန်းထုတ်ဖို့အဖွဲ့သားတွေပြင်ဆင်ကြပါတယ်။ဒဲရက်ကအလစန်ကိုစတီယာရင်ကိုကင်ထားဖို့ပြောပြီးကြံတဲ့သူတွေကအကုန်တွန်းလိုက်ပါတယ်။ကားကနောက်ဆုံးမှလွတ်သွားတော့သူတို့အားလုံးဝမ်းသာအားရအောင်ဝေးကြပြီးခက်ခဲတွေပြီးဆုံးပြီလို့ထင်မှတ်ခဲ့ကြပါတယ်။ဒဲရက်ကဖနက်ကြိုးချီဖို့ဒူးထောက်လိုက်ချိန်မှာအလစန်ရဲ့ထိန်ချုပ်မှုလွတ်သွားပြီးကားဟာရုတ်တရက်ရှေ့ကိုထပ်ပြီးချော့ထွက်သွားပါတယ်။ ကံကောင်းလို့ဒဲရက်ကဆောင်းထွက်လိုက်နိုင်ပေမဲ့ကားဟာနောက်ထပ်နှင်းပုံတစ်ခုတည်းကိုဝင်တိုက်မိပြီးအထဲကိုပိုနစ်သွားပါတော့တယ်။ဒေါသထွက်နေတဲ့ဒဲရက်ဟာသူ့ကိုတိုက်မိမလို့လုပ်တဲ့အတွက်အယ်လီဆန်ကိုအော်ဟစ်ပြီးကြိတ်မောင်းပါတော့တယ်။တခြားသူတွေကဝင်ရောက်ထိန်းသိမ်းကြပြီးခြေကတော့ဒဲရက်ရဲ့တုံ့ပြန်မှုကြောင့်စိတ်ပြတ်သွားပြီးခက်ဝေးဝေးမှခွာနေလိုက်ပါတယ်။နောက်ဆုံးမှာဒဲရက်ဟာစိတ်အေးအောင်ကြိုးစားပြီးပြဿနာစီကိုအာယုံပြန်ဆိုင်ပါတယ်။ကားအခြေအနေကအခုဆိုပိုပြီးဆိုးဝါးသွားခဲ့ပါပြီ သူကဖုန်းတွေကိုစစ်ကနေရမရစစ်ကြည့်ဖို့အားလုံးကိုပြောလိုက်ပါတယ်။ချေးရဲ့ဖုန်းကဖုန်းလိုင်းမိရဲ့လို့အစောကပြောဘူးတာကြောင့်ဒဲရက်ကပုံမြင့်တဲ့နေရာရှာဖို့အတွက်သူမရဲ့ဖုန်းကိုယူလိုက်ပါတယ်။ဖုန်းကိုပွင့်လိုက်တဲ့အခါမှာတော့ဂျေးမပြတ်မိပဲကြံနေခဲ့တဲ့ဖီလစ်စီကမက်ဆေ့တစ်စောင်ကိုသူတွေးလိုက်ပါတယ်။ဒဲရက်ရဲ့စိတ်ထဲမှာတန်တရားစိတ်ဟာချက်ချင်းရောက်လာပါတယ်။ဒါကြောင့်တန်တရားဖြစ်သွားတဲ့ဒဲရက်ဟာစိတ်နေရှာမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဖီလစ်ကို သူနဲ့အတူပုံမြင့်တဲ့နေရာကိုလိုက်ခဲ့ဖို့ခေါ်သွားပါတယ်။ကောင်ကုန်းတစ်ခုပေါ်ကိုရောက်သွားတဲ့အခါမှာဒဲရက်ဟာဖိလစ်ကိုမျက်နှာချင်းဆိုင်ဖျဲပါတော့လေ။မင်းနဲ့ဂျေးချာမှာဘာတွေဖြစ်နေရလဲလို့မေးခွန်းထုတ်လိုက်ပါတယ်။ဖိလစ်ကတော့စိတ်ငြိမ်ငြိမ်ထားပြီးဆင်ခြင်တုံတရားနဲ့ပြောဆိုဖို့ကြိုးစားပါတယ်။ဒီအချိန်ဟာစကားပြောရမယ့်အချိန်မဟုတ်ကြောင်းတပြေးပြေးမှောင်ပြီးအေးလာတော့မှမို့ဒီပြဿနာကနေလွတ်မြောက်ဖို့အာယုံစိုက်တင်ကြောင်ပြောပါတယ်။ဒါပေမဲ့ဒဲရက်ကတော့လက်မလျှော့ပါဘူး။ ဒဲရက်ကခီးကပြန်ရောက်တာနဲ့ဖီလစ်ရဲ့အတင်းဝင်လျှောက်လာတဲ့ပညာသင်စုတွေကိုဖျက်သိမ်းပြီးအောင်းမှာဖီလစ်ရဲ့အနာဂတ်ကိုအဆုံးသတ်ပြစ်မယ်လို့ခြိမ်းခြောက်လိုက်ပါတယ်။ဒီစကားကဖီလစ်ရဲ့အရှိုက်ကိုထိခိုက်စေပေမဲ့သူကလည်းပြန်ပြီးတုံ့ပြန်လိုက်ပါတယ်။အလီဆန်အတ္တမကျဉ်ခံရတဲ့ညကအပြစ်မှန်ကိုဂျေးကိုပြောပြလိုက်မယ်လို့ခြိမ်းခြောက်ပါတယ်။တကယ်တော့အဲ့ဒီညကဒဲရက်ဟာအဲ့ဒီနေရာမှာရှိနေခဲ့ပေမဲ့ဘာမှမလုပ်ဘဲမတားဆီးခဲ့ပဲထိုင်ကြည့်နေခဲ့ကြောင်းဖုတ်ဖော်လိုက်ပါတယ်။ဒဲရက်ကအံ့ဩတုန်လှုပ်စွာနဲ့ မင်းဘလို့သိရလဲလို့မေးတဲ့အခါမှာဖီလီကဒဲရက်ရဲ့အသင်းဖော်တွေကိုယ်တိုင်ပြောပြခဲ့တာလို့ပြန်ဖြေပါတယ်ဒဲရက်ကဒီကိစ္စမှာငါပါတာမဟုတ်ဘူးငါလုပ်တာမဟုတ်ဘူးလို့ညင်းဆိုပေမဲ့ဖီလီကမင်းတားဆီးခဲ့တာလည်းမဟုတ်ဘူးလေလို့ထောက်ပြလိုက်ပါတယ်ဒီကိစ္စကိုဂျေးသာတိသွားရင်အကြီးအကျယ်ကွိုင်တက်ပြီးဒဲရက်ကိုဖျက်မှာဖြစ်ကြောင်းနဲ့အစောကအဲလီဆန်ကိုဒဲရက်အော်ဟစ်ချိန်မောင်းခဲ့တာဟာအဲလီဆန်ကိုပို့ပြီးဆိုးဝါးအောင်လုပ်လိုက်တာဖြစ်ကြောင်းဖီလီကထပ်ပေါင်းပြောလိုက်ပါတယ် ဒီအချက်ကြောင့်ဒဲရက်ဟာပြဿနာထက်မရှာရဲတော့ပဲငြိမ်သွားပါတယ်သူတို့မျိုးဟာတင်းမာတဲ့အကျိတ်ခဲကိုစီနဲ့ကားစီကိုအတူတူပြန်လာခဲ့ပါတယ်ညရောက်လာတဲ့အခါမှာသူတို့ဟာကားထဲမှာပဲနေဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဒီနေရာဟာသူတို့အတွက်တခုတည်းသော လုံခြုံတဲ့နေရာပါပဲခြေကဒဲရက်ရဲ့ကားထဲကအရေးပေါ်ပစ္စည်းတွေကိုစစ်လိုက်တဲ့အခါမှာဘာမှမရှိသလောက်ကုန်နေတာကိုတွေ့ရပါတယ် ဘသူအကူညီမှမရနိုင်တဲ့အချိန်တွေမှာတယောက်ယောက်ကတော့ကူညီသွားတောင်းမှုလိုအပ်နေပါပြီ။အဖွဲ့ကို လမ်းမခေါ်လာတဲ့အတွက်တာဝန်ရှိတယ်လို့ခံစားရတဲ့ထော်ကသူ့ထွက်သွားမယ်လို့ပြောလိုက်ပါတယ်။ခြေကတယောက်တည်းမသွားဘူးပြောလိုက်တဲ့အခါမှာအလီဆန်ကမမျှော်လင့်မဲ့သူ့ပါလိုက်မယ်လို့ပြောလိုက်ပါတယ်။ခြေကအလီဆန်ကိုတားဆီးဖို့ကြိုးစားပေမဲ့အလီဆန်ကဒေါသတကြီးနဲ့ညှဉ်းဆန်လိုက်ပါတယ်။သူမကကလေးတယောက်လိုဆက်ဆံခံရတာကိုမကြိုက်ပါဘူး။ အဲ့ဒီနောက်မှာထော့ကသူ့ညီမက်ကိုဖတ်ပြီးနှုတ်ဆက်ကအားလုံးကိုဂရုစိုက်ကြဖို့မှားပါတယ်။ပြီးတာနဲ့သူနဲ့အဲလီဆန်တို့နှစ်ဦးဟာအေးခဲနေတဲ့မောင်တူတဲကိုထွက်ခွာသွားပါတော့တယ်။အချိန်တော်ကြာပြီးတဲ့နောက်မှာကျန်တဲ့ဖွဲ့သားတွေဖြစ်တဲ့ Derek, Mac, Philip, Bree နဲ့ Jay တို့ဟာဟီတာဖွင့်ထားတဲ့ကားထဲမှာအတွေ့အကြုံစီနဲ့ငြိမ်သက်နေကြပါတယ်။ကျုပ်တည်းသူတို့ဟာအပြင်ဘက်ကထူးဆန်းတဲ့အတန်တွေကိုကြားလိုက်ရပါတယ်။ရိစံအတန်ဖြစ်နိုင်နေတဲ့အားလုံးဟာကြောက်ရွံ့နေကြပါတယ်။ အဲ့ဒီနောက်ဘရီဟာမြူကိုးတွေကြားမှာတစုံတရာကိုလမ်းမြင်လိုက်ပါတယ်။ဒဲရက်ကရှေ့မိကြီးကိုဖြွင့်လိုက်တဲ့အခါမှာတော့အားလုံးဟာတုံလို့ခြောက်ခြားသွားပါတော့တယ်။ကားပြင်ဘက်မှာအယ်လီဆန်ဟာသွေးတွေနဲ့ရွှဲနစ်နေပြီးမင်းသက်မိအသိစိတ်မရှိတဲ့ပုံစံမျိုးနဲ့အပြင်ဘက်မှာရပ်နေပါတယ်။သူတို့အပြေးလွှာကားတွေကိုဆွဲသွင်းလိုက်ကြပါတယ်။မက်ကချက်ချင်းဆိုလိုသူ့ကိုထော့ကြောင်မေးပေမဲ့အယ်လီဆန်ဟာစောရနေတဲ့အတွက်ကြောင့်စကားမပြောနိုင်ပဲဖြစ်နေပါတယ်။ အဲ့နောက်သူမဟာဝယူးပြန်တယ်လို့တက်ပါတော့တယ်။ဂျေးကအဲလီဆန်ကို ထိန်းထားစင်မှာဘရီကအဲလီဆန်ရဲ့ဆေးတွေကိုလှမ်းယူပေးလိုက်ပြီးမဲ့ရုတ်တရက်အဲလီဆန်က သူမရဲ့လက်ချောင်းတွေကိုကိုက်ဖြတ်လိုက်ပါတယ်။ဘရီကအော်ဟစ်ပြီးတောင်းလန်တကြနောက်ကိုအရှိန်နဲ့ဆုတ်လိုက်တဲ့အခါမှာကားနောက်ခံမှာထောင်ထားတဲ့နှင်းလျှောစီတို့ရဲ့အချုံကသူမရဲ့လေဝင်းကိုစိုက်ဝင်သွားပါတော့တယ်။အာလုံးထိတ်ထိတ်ပြပြဖြစ်ကုန်ကြပါတယ်။ ဘရီရဲ့လက်ချောင်းဟာပြက်လူနီးပါဖြစ်နေပြီးလေပင်ရဒဏ်ရာဟာလည်းအသက်ရှူနိုင်မှုခက်ခဲပြီးအခြေအနေမကောင်းပါဘူးဖီလစ်ကလေပင်မှာစိုက်ဝင်နေတဲ့တုတ်ဟာသွေးထွက်လွန်ခြင်းကကာကွယ်ပေးထားတာဖြစ်လို့လှုပ်ရှားခြင်းမပြုဖို့တတိပေးပေမဲ့ဘရီဟာကြောက်လန့်နေကြရုန်းကန်တဲ့အခါမှာဒုက္ခကျွတ်ထွက်သွားပြီးသွေးတွေတရရဲစီးကျလာပါတော့တယ်ဖီလစ်ကပတ်တီးတွေနဲ့သူမရဲ့လေပင်ကိုလက်နဲ့ဖိပြီးတွေးတဲ့အောင်ကြိုးစားပေမဲ့ဘရီကသတိလစ်သွားပါတယ် ဖြစ်ပျက်တွေဟာမြန်ဆန်လွန်းလို့ဘယ်နေရာမှာဘယ်လိုမှားသွားတယ်ဆိုတာမသိနိုင်ကြတော့ပါဘူးကားထဲမှာတော့အလစ်ဆန်ဟာလူနဲ့မတူတဲ့ထူးဆန်းတဲ့အတန်တွေနဲ့အော်ဟစ်နေပါပြီဒဲရက်ကချက်ချင်းဆိုလိုအလစ်ဆန်ကိုအပြစ်တင်မာတော့တယ်ခုလိုလမ်းမဒုက္ခရောက်ရတဲ့အကြောင်းရင်းဟာလည်းသူ့မကြောင့်ပဲဖြစ်တယ်လို့ယုံကြည်နေပါတယ်သူ့အကိုထော့ကိုစိုးရိမ်နေတဲ့မက်ကတစ်တော့တဲ့ကိုလိုက်သွားမယ်လို့ပါတယ် ခြေကတားဖို့ကြိုးစားတဲ့အခါမှာသူကဒေါသတကြီးနဲ့မင်းရဲ့အကိုသာပြင်မာဆိုရင်သွားမှာမဟုတ်ဘူးလားဘသူမှငါတို့ကို လာကူညီမှာမဟုတ်ဘူးလို့အော်ပြောပြီးတယောက်တည်းမှောင်မိုက်တဲ့တော်ရဲကိုထွက်ခွာသွားပါတော့တယ်။ကားထဲမှာတော့ကြောက်ရွံ့ပြီးတန်တရာ ဖြစ်လာကြပါပြီ။ဒဲရက်နဲ့ဖီလီတိုဟာအဲလီဆန်ဟာတကယ်ပဲနတ်ဆိုးပူးနေတာဖြစ်နိုင်တယ်လို့ယုံကြည်လာပါတယ်။ခြေကတော့လုံးဝသဘောမတူပါဘူး။ အလစ်ဆန်ဟာစိတ်ပိုင်းဆိုင်ရာမကျန်းမာတာဖြစ်ပြီးနတ်ဆိုးဝင်တာမဟုတ်ဘူးလို့သူမယုံကြည်ပါတယ်။ဖီလစ်ကလည်းသူ့ကိုကဝယူးပြန်တာမျိုးဖြစ်ဘူးပေမဲ့ဒီလိုမျိုးမဟုတ်ကြောင်းထပ်ပေါင်းပြောပါတယ်။ဒဲရက်ကတော့တီးခတ်နိုင်စွမ်းကုန်ဆုံးနေပါပြီ။သူဟာအလစ်ဆန်ကိုမယုံကြည်တော့တာကြောင့်သူမရဲ့လက်ကိုကြိုးတုပ်ထားဖို့ပြောပါတယ်။ကားထဲကတော့ဆွဲထုတ်ဖို့အထိအကြံပြုပါတယ်။ ဂျေးကလက်မခံမိမဲ့ဒဲရက်က"သူမဟာငါတို့တဲ့ကတယောက်တည်းမကတိုက်ခိုက်ခဲ့တာ။သူမနာမဆိုလုံခြုံမှုမရှိဘူး"လို့ထပ်ပြီးပြောပါတယ်။ဂျေးကငင်းဆန်နေပေမဲ့တန်တရားစိတ်တော့ဝင်လာခဲ့ပါပြီ။ထောက်ကိုလိုက်ရှာနေတဲ့မက်ဟာသွေးကွက်တစ်ခုကိုတွေးလိုက်ရပါတယ်။သူဟာကြောင်ရွံ့လာပြီးသူ့ရဲ့အနီးတစ်ဝိုက်မှာလဲသုံးတရားရွေးရှားနေတဲ့အတန်ကိုလဲကြားလိုက်ရပါတယ်။ရုတ်တရက်သူ့ခြေတော့ဟာဝက်ဝံထောင်ဆောင်တစ်ခုထဲမှာမိသွားပါတယ်။ ။နာကျင်မှုကြောင့်အော်ဟစ်လဲကျသွားပြီမဲ့သူ့အတန်ကိုဘယ်သူမှမကြပါဘူး။အဲ့ဒီထောင်ချောင်းဟာအစောကမိုးဆိုးကြီးဂျုံကဝက်ဝံအတွက်ထောင်ထားတာဖြစ်ပေမဲ့မဲ့ရဲ့ခြေလမ်းမှမှုကြောင့်သူ့ကိုဒဏ်ရာပြင်းထန်ရတွေ့ထွက်လွန်ပြီးအေးခဲနေတဲ့ယာသည်ဥတုရဲ့အန်ဒီရဲ့အောက်ကိုရောက်သွားစေခဲ့ပါတယ်။ဒဲရက်ကတော့အလီဆန်ရဲ့လက်ကိုစပြီးကြိုးတုံနေပါပြီ။အဲဒီအခါအလီဆန်ကအေးဆက်နေတဲ့အတန်နဲ့ရှင်ဂျမကိုမြင်လိုက်တယ်လို့တီးတိုးရေရိုးလိုက်ပါတယ်။ သူမရဲ့စကားတွေဟာဒဲရဲရဲ့ကြောယိုးကိုစိတ်တက်သွားစေခဲ့ပါတယ်။ဖီလင်ဟာသတိလစ်နေတဲ့ပရီကျွဲ့နှင်းတွေထပ်ပြီးစူးစောင်းမှုကားပြင်ကိုထွက်သွားပါတယ်။သူမရှိတဲ့အခိုက်အတန့်မှာဒဲရဲကဂျေးကိုတွေးထိုးစကားပြောပါတော့တယ်။ဖီလီဟာအလီဆန်အထမကျင်းခံရတဲ့ဗီဒီယိုအကြောင်းကိုသိခဲ့ပြီးအဲ့ဒီညကသူအဲ့ဒီမှာရှိနေခဲ့တယ်လို့လင်ပြောလိုက်တာပါ။သူဟာဂျေးကိုဖီလီအပေါ်ယုံကြည်မှုပြတ်သွားအောင်လုပ်ချင်နေတာပါ။ ဒဲရက်ရဲ့လက်စားမှုဟာအောင်မြင်သွားပြီးဂျေဟာတိတိတာတာတုံးလို့ခြောက်ခြားသွားပါတယ်။နာကြာမှာပဲကားအင်ဂျင်ဟာရုတ်တရက်ရက်သွားပြီးအေးခဲနေတဲ့ညမှာသူတို့ကိုနှွေးတွေးစေတဲ့ဟီတာလည်းရက်သွားပါတော့တယ်။အချိန်ထဲမှာပဲမက်ဟာထောင်ချောက်မှာမိနေပြီးပြင်းပြင်းထန်ထန်လာကျင်နေသေးပါပဲ။အသက်ရှင်ဖို့အသေးအံစူးစားရင်ကြောက်တုံးတဲ့ထောင်ချောက်ရဲ့တန်ကျိုးကိုထုချေပြီးနောက်ဆုံးမှပြတ်သွားပါတယ်။အမေမျောလူနီးပါးဖြစ်နေတဲ့သူဟာနှင်းတွေပေါ်မှာတရိုးဆွဲသွားခဲ့ပါတယ်။ နောက်ဆုံးတော့မိန်ဖျော့ဖျော့မိအောင်တခုကိုတွေးလဲရပြီးအဲ့ဒီညာကိုရောက်တဲ့အခါမှာတော့ထော့ရဲ့အသက်မဲ့တဲ့ခန္ဓာကိုယ်ကို တွေးလဲရပါတယ်ဒီမြင်ကွင်းကသူ့ကိုယူမတက်နာကျင်စေပြီးသူ့ကိုဘေးမှာနာကျင်စွာငိုကြွေးနေပါတော့တယ်ဂျေးကအေးဒံကိုခံနိုင်ဖို့အေးပေါ်တစ်တာတွေကပြောင်းနိုင်တဲ့တိုင်ကိုမိညိလိုက်ပါတယ်အဲလီဆန်ကတော့ထူးဆန်းတဲ့အတန်းတွေကိုဆက်လက်ပြုတ်လုပ်နေတာကြောင့်ဒဲရက်ကိုပို့ပြီးဒေါသတကြီးဖြစ်လာစေပါတယ် အလစ်ဆန်ရဲ့စိတ်နှောက်ယှက်ဖြစ်စေတဲ့အတန်းတွေကျလာတဲ့အခါဒဲရက်ပောက်ကွဲသွားပြီးသူမကိုတိတ်အောင်လို့ဘူးဂျေးကိုအမိတ်ပေးပါတယ်။ ဂျေးကလည်းစိတ်တူနေပြီဖြစ်လို့ပြန်អော်ပါတော့တယ်ဒဲရက်ကတိတ်နဲ့ပတ်ပြီးတယ်လီဆန်ရဲ့အတန်ကိုတိတ်အောင်လုပ်ဖို့ကြိုးစားတဲ့အခါဂျေးကကိုတီလက်ရောက်တားဆီးလိုက်ပါတယ်။သူတို့ရန်ဖြစ်နေတော့အလီဆန်ကရုတ်တရက်ရှင်းနွားလုံးတေးချရတော့မယ်စိတ်မကောင်းပါဘူးလို့ရေရွလိုက်ပါတယ်။တီးခံနိုင်စွမ်းမရှိတော့တဲ့ဒဲရက်ဟာသူမကိုကားထဲကနေထုတ်ပစ်ဖို့ကြိုးစားပေမဲ့ဂျေးရဲ့ဝဲဥလက်ကိုဆွဲယူပြီးချင်းချောက်လိုက်တဲ့အခါမှာတော့သူနောက်ဆုတ်သွားပါတော့တယ်။ ဖီလစ်ကသူတို့ကိုစိတ်ငြိမ်သွားအောင်ဝင်ပြီးဟန့်တားပါတယ်။အဲ့ဒီအချိန်မှာပဲတစ်တော်တွေကတော့ရဲ့ဖုံးမိတံကိုသူတို့ကြားလိုက်ရပါတယ်။သူတို့အားလုံးဘရီနဲ့အဲလီဆန်ကိုကားထဲမှာထားခဲ့ပြီးအပြင်ကိုပြေးလွှတ်ထွက်သွားကြပါတယ်။သူတို့ထွက်သွားတာနဲ့တပြိုင်နက်အဲလီဆန်ဟာကာပရင်ဘောက်ကိုခေါင်းနဲ့တုံးတုံးရိုက်နေပါတော့တယ်အဲ့ဒီအတန်းကြောင့်ပရီနိုးလာခဲ့ပါတယ် ထိုင်းလန်တကြားဖြစ်နေတဲ့ဘရီဟာသူ့ကိုယ်သူကာကွယ်ဖို့အတွက်လက်နက်စာဖို့ကြိုးစားပါတယ်။ဒါပေမဲ့အဲလီဆန်ကသူ့မနာကိုရောက်လာခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့မျိုးရဲ့အော်ဟစ်တန်တွေကိုပဲကြားလိုက်ရပါတော့တယ်။ အော်ဒန်ကိုကြားတော့ဂျေးဟာအလင်းစလိုပြန်ပြေးလာပြီးလမ်းမှာချော်လဲပါတယ်။ဖီလီကသူမကိုကူညီဖို့ကြိုးစားပေမဲ့ဂျေးဟာဒေါသတစီနဲ့သူ့လက်ကိုဆွဲပယ်လိုက်ပါတယ်။ဖီလီဟာဒဲရက်ကသူ့ကိုဂျေးပေါ်အစိတ်ခတ်ထားပြီးဆိုတာသဘောပေါက်သွားပြီးရှင်းပြဖို့ကြိုးစားပါတယ်။သူမင်းကိုဘာပြောပြောဒါဟာလုံးဝလိန်ညာမှုပဲလို့ပြောလိုက်ပါတယ်။ဂျေးဟာကားစီကိုအပြေးလွှာရောက်လာခဲ့ပေမဲ့တကားကတော့ခတ်ထားပါတယ်။တော့ကဒဲရက်စီမှာပါ။နောက်မှတယောက်တည်းကြံနေခဲ့တဲ့ဒဲရက်ဟာထော့ရဲ့ဖုံးကိုရှာတွေ့သွားပါတယ်။ ဒါပေမဲ့အကူအညီမခေါ်ရသေးခင်မှာပဲအလစံရောက်လာပါတယ်။ရှင်ကျမကိုထားခဲ့တယ်လို့သူမကအေးဆက်စွာပြောလိုက်ပါတယ်။ထိတ်လန့်သွားတဲ့ဒဲရက်ဟာတစ်ပင်တပင်နောက်မှာဝင်ပုန်းနေပါတယ်။ကြောက်ရွံ့နေတဲ့ဒဲရက်ဟာအနာကလှုပ်ရှားတဲ့ကြားတော့ဝက်ဥလည်းနဲ့မျက်စီစုံမိထိုးချလိုက်တဲ့အခါကားတော်ယူပို့လာတဲ့ဖီလစ်ကိုတတ်မိသွားပါတော့တယ်။ ဂျေးကကားပရင်ပေါက်ကိုရိုက်ခွဲပြီးအတွင်းကိုဝင်လိုက်တဲ့အခါဘရီဟာတေဆုံးနေပြီးအဲလီဆန်ကပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ်။ခဏကြာမှဒဲရယ်လည်းထိတ်လန့်တကြားနဲ့ပြန်ရောက်လာပါတယ်။ဂျေးကဖိလစ်ဘာဖြစ်သွားလဲလို့မေးတဲ့အခါဒဲရယ်ကအဲလီဆန်ကကိုတတ်တော်မဲလို့ခရောင်ချောက်ချားရေရွတ်နေပါတော့တယ်။တော်ရဲမှာတော့မုတ်ဆိုးကြီးကျွန်ဟာသူ့ရဲ့ထောင်ကျောက်မှာမိနေတဲ့မက်ရဲ့ခန္ဓာကို တွေးကြည့်သွားပါတယ်။စိတ်မချမ်းမသာဖြစ်ရင်းနဲ့ထောင်ကျောက်ကိုသူဖြေးလိုက်ပါတယ်။ ခြေကဒဲရက်ကိုငါတို့ဒီမှာဆက်နေလို့မရဘူးထွက်သွားရမယ်လို့တတိပေးလိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်ဒဲရက်ကစိတ်ပေါက်ပြန်လာပါတယ်သူမကငါတို့ကိုအပြစ်ပေးနေတာလို့ပြောပြီးအဝိစားတွေချုပ်ပစ်ကပူတယ်လို့အော်ဟစ်နေပါတယ်။ဂျေးကသူ့ကိုစိတ်အရောင်စူးစမ်းပေမဲ့အခုတော့သူမကိုယ်တိုင်အဲလီဆန်ဟာနတ်ဆိုးပူနေတယ်လို့စတင်ယုံကြည်လာပါပြီ။ ။ရဲရဲကဝန်ခံလိုက်ပါတယ်။သူ့ကိုငါမကူညီခဲ့လို့သူငါ့ကိုတတ်တော်မှာအဲ့ဒီညာသူဘာဖြစ်ခဲ့လဲဆိုတာငါသိတယ်။ဒါမဲ့ငါဘာမှမလုပ်ခဲ့ဘူးလို့ခေါင်းချောက်ချားနဲ့ဝန်ခံပြောဆိုနေပါတယ်။အဲ့ဒီချိန်မှာအဲလီဆန်ပြန်ပေါ်လာပြီးကားနားကိုချင်းကပ်လာပါတယ်။သူမကားထဲကိုဝင်ခြင်းပေမဲ့ဂျေးနဲ့ဒဲရက်တို့ကဝင်ခွင့်မပြုတော့ပါဘူး။ ခဏကြာမှဂျေးဟာတစ်တော်တဲကိုတယောက်တည်းစွန့်စားပြီးထွက်လာပါတယ်ဖီလီရဲ့အသက်မဲ့တဲ့ခန္ဓာကိုယ်ကိုမမျှော်လင့်မဲတွေးလိုက်ရတယ်ဖီလီရဲ့လက်ထဲမှာနှင်းချောစီဒုတ်တစ်ချောင်းကိုကင်ထားတော့မှာပဲဒီမိငွင်းကသူ့မကိုပို့ပြီးတုံလို့ခြောက်ချစေခဲ့ပါတယ် ီလီရဲ့အလောင်းကိုတွေ့ပြီးနောက်မှာဂျေးဟာမျောလင်းချက်ရောင်ကြီးတစ်ခုကို မြင်လိုက်ရပါတယ်။အဲဒါကတော့အဝေးကနေမြင်လိုက်ရတဲ့ကားမီးရောင်ပါပဲ။သူမဟာတက်တီကိုမွေးပြီးအဲ့ဒီမီးရောင်စီကိုတွားဖို့စူးစမ်းပါတယ်။ဒါပေမဲ့ရုတ်တရက်အလီဆန်ကသူမရှိမှရောက်လာပါတယ်။တောက်လန့်တကြဖြစ်သွားတဲ့ဂျေးဟာဒူးထောက်လဲကြပြီးကျေးဇူးပြုပြီးငါ့ကိုတွားခွင့်ပြုပါလို့တောင်းပန်လိုက်ပါတယ်။ဒါပေမဲ့အလီဆန်ကတော့အေးဆေးတည်ငြိမ်ပြီးရှုပ်ထွေးနေတဲ့ပုံစံနဲ့မင်းဘာဖြစ်နေရလဲဘာလို့ဒီလိုလုပ်နေရလဲငါလည်းအိမ်ပြန်ခြင်းရောမှာပဲလို့မေးလိုက်ပါတယ် ါပေမဲ့ဂျေးဟာကြောက်ရွံ့မှုနဲ့တန်တရားတွေဝင်နေတာကြောင့်အလီဆန်ကိုနှဆိုးပူးနေတဲ့လူယုံကြည်ပြီးတိုက်ခိုက်ခါတက်ပြစ်လိုက်ပါတော့တယ်ခဏကြာမှမုံဆိုးကြီးဂျုံရောက်လာပြီးဒါစီးဖို့ကြိုးစားပေမဲ့အချိန်နှောင်းသွားခဲ့ပါပြီသူတို့တငယ်ချင်းတွေအားလုံးဟာစိုးဝါးတဲ့အဆုံးသက်တွေနဲ့အဆုံးသက်ခဲ့ရပါတယ်ဒဲရက်ဟာကားထဲမှာအေးခဲမှုနဲ့နောင်တာတရားကြောင့်တေဆုံးသွားခဲ့ပါတယ် ထောက်ကိုတော့ဝဲဝံရိုင်းတကောင်ကကြိုက်ဖြတ်ခဲ့တာပါ။မက်ခါတော့တစ်တော်ထဲမှာအိတ်ခဲပြီးတွေးထွက်လွန်ကတေဆုံးခဲ့ပါတယ်။ဖီလစ်ကိုဒဲရက်ကမတော်တဆတက်ခဲ့ပြီးအဲလီဆန်ကိုတော့အကြောက်လွန်နေတဲ့ခြေကတက်ပစ်ခဲ့ပါတယ်။မနက်မိုးလင်းတဲ့အခါမှာတော့ရဲတွေရောက်လာကြပါပြီ။ရဲကြစီတယောက်ကခြေကိုအဲလီဆန်ကိုဘာကြောင့်တက်ခဲ့တာလဲလို့မေးတဲ့အခါမှာသူမရဲ့ဖြေကတော့ရိုးရှင်းပါတယ်။သူ့မှာနတ်ဆိုးပူးနေတယ်လို့ကျမထင်ခဲ့တာပါတဲ့။ ရေတရာမှန်တဲ့ကိုနောင်တာတရားတွင်နေငေးကြည့်နေပြီးစိတ်ဓာရရပျက်စီးနေတဲ့ပုံစံနဲ့အဆုံးသက်သွားပါတယ်။ဒီဇလန်းဟာဆုံးမတွေကြောင့်မဟုတ်ပါဘူး။ဒါဟာလူသားတွေရဲ့စံပြတဲ့စိတ်စိတ်တသိအကြောင်းဖြစ်ပါတယ်။ထင်းကျုံမှုမဲ့စွာကြောက်ရွံ့မှုလွန်ကဲလာတဲ့အခါမှာတငယ်ချင်းချင်းချင်းတွေတောင်မှတန်တရားဝင်သွေးကွဲလာပြီးတက်ပြတ်တဲ့အထိစိတ်ရိုင်းဝင်လာတတ်တယ်ဆိုတာပါပဲ။ရှေယိုးဆန်နဲ့ရိုးရာယူဆတွေတဘာဝလွန်ဖြစ်ရက်တွေဘာတစ်ခုမှမဟုတ်ပါဘူး။ ဒါတွေအလုံးဟာလူသားတို့ရဲ့ထိတ်လန့်မှုစိတ်ဓာတ်ရာ အပြစ်ရှိရဲ့ခံစားရမှုတွေနဲ့ယုံကြည်မှုဆုံးရှုံးသွားတဲ့အခါလူတွေလုံးမိတတ်တဲ့စောင့်မဲ့ဖွယ်ရလုပ်ရများအကြောင်းသာဖြစ်ပါတော့တယ်။ဇလန်းလေးကတော့ဒီမာရင်ပြီးဆုံးသွားပါပြီ။နောက်ကိုလည်းဒီလိုကြည့်လို့ကောင်းတဲ့ဇလန်းလေးတွေကိုတင်ဆက်သွားအောင်မှာမို့မူဘီပန်ချီချီ channel လေးကိုလိုက်ရန် subscribe လေးလုပ်ခဲ့ကြပါဦးနော်။ See you